ဆုံးမဲမင်္ဂလာပါရှင်ယခုတခါဖတ်ပြပေးမှာကတော့ဝိထုတိုနှစ်ပုဒ်ဖြစ်ပါတယ်ရှင်ပထမဖတ်ဖြူဝိမဲဝိထုတိုလေးကတော့ဆရာလင်းသည့်ဒေဂုံ ရေးသားထားတဲ့ကုတုတပည့်ငရဲတပိတ်တာဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါအောင်ရှင်အမရေအခါရဲ့အတွက်ဟင်းယူအောင်မလားပြပြောဆူဆူမလှမြင်ကြရောက်ကျွန်တော်တို့အိမ်ထဲကိုဝင်လာခဲ့ပါသည်ဘယ်ရဟင်းလဲအေး မေကတောက်လက်စာရင်းနှွေးချမ်းခွက်ကိုစပွဲပေါ်ချလိုက်ရင်လေးလိုက်ပါသည်အင်းကလုံပါလေဟဲညီဝကြီးပေါ်ပြစ်တော့မလို့လားဟုတ်တယ်အမရေအခါရဲ့အတွက်အတုံးစီကငွေမရှိလို့လေအဲ့ဒါကြောင့်လုံလိုက်ရတာအေးအေးဒါဆိုလဲပေါင်သားလေးကောင်းကောင်းလေးတစ်ခုရရင်တပိတ်သာလောက်ပို့ပေးစိတ်ချအမစိတ်ချအသားကောင်းကောင်းရွေးပို့ပေးမယ်နော်အသားမကောင်းမှတော့မပူပါနဲ့ ကျမကဝက်ကိုဇကွဲရင်ကြီးပဲကျွေးထားတာသွားလိုက်အောင်မယ်နော်အရှိစုဘက်ကိုမလှမြင်တရားဟင်းလိုက်ဆက်နေခြင်းဖြစ်ပါသည်ဩအခါရက်အတွက်300ရငွေမရှိလို့ရလားမြမအခါကြီးရက်ကြီးကသူတို့အတွက်ဝင်တော့ဝင်ဖို့ဒုက္ခကြီးများဖြစ်နေပြီလားအိမ်ထဲကထက်သွားတယ်မလှမြင်ကိုကြည့်ရင်ကျွန်တော်အတွင်းနေချက်နေမိပါသည်ဟဲ့တာတရင်ချုပ်ကတော့လိုက်အောင်မှာမဟုတ်လား ဒါဆိုလေအခုခရေကမျက်လေးပါလေးစုထားအောင်လေအမေစကားတန်ကြားမှာကျွန်တော်အတွေ့အကြုံတွေပြတ်တောက်သွားခဲ့ပါသည် ဟုတ်ပါသည် အခါရဲ့ကြော့လိုက်ဖို့အတွက်နွားစာကိုကြိုတင်စုဆောင်ရပါုံမီဟုတ်ကဲ့အမေမနေ့ခုနှစ်နာရီလောက်ကျွန်တော်ရွာရှိဘက်ကို မျက်ရည်ရန်ထွက်လာခဲ့ပါသည် ချွေးရည်တန်တွေနဲ့လက်ထဲမှာလဲဝတ်သားရဲတရဲကိုဆွဲလာသည့်ဦးလေးသိန်းကြီးကို တွေ့လိုက်ရပါသည် ဟာဦးလေးသိန်း မနဲ့စောကြီးဘဲကပြန်လာတာလေချွေးရီတန်နေလဲရွှဲလို့ပါလားအေးကွာငါတူရဟိုဘက်ရွာမှာဝက်သားသွားပေါ်ပေးတာလေအော်ဒေါ်လာမြင့်တို့အိမ်လားအေးသူတို့အိမ်ကဝက်ရောစံဘောတို့အိမ်ကဝက်နှစ်ကောင်ရောအလုံးသုံးကောင်ပေါ်ခဲ့ရတာကွာဦးလေးသိန်းရဲ့ဦးလေးသိန်းအသက်လေမငယ်တော့ပါဘူးဒါရီမလောက်ပါနဲ့လားအကုတူများပါတယ်ဦးလေးရဲ့ အော်ငါတူရဲ့ဆင်းရဲမကင်းတော့လဲဘယ်မှာလာပြီးငရဲကင်းနိုင်ပါဦးမလဲခြေလန်းကြဲကြဲကြီးတွေနဲ့ကျွန်တော်ကိုကြောခိုင်းပြီးထွက်သွားတဲ့ဦးလေးသိန်းရဲ့ကြောပြင်ကိုငေးကြည့်ရင်အော်လူတွေလူတွေချမ်းသာတော့ရောငရဲကင်းနိုင်ကြလို့လားချမ်းသာလေးလေးအကုတူများလေးလေးပဲလေကျွန်တော်စိတ်ထဲကနေရေရွတ်လိုက်မိပါသည်ပြောတာပြောရသည် တကယ်တမ်းတော့ဦးလေးသိန်းကြီးခင်ဗျာလေအခုလိုအခါကြီးရက်ကြီးပွင့်မှု အမဲပေါ်ဝက်ပေါ်မှာ ငွေကြွှင်ပြီးခြောင်လေတာမဟုတ်လားသူမိသားစုအတွက်လဲအခါရွက်ဥပုပ်ဆောင်နိုင်ဖို့အတွက်ငွေလိုသေးတယ်လေငားယူကြအောင်မလားငားရီလက်တယ်နော်ငမြင့်ချင်းငချင်းရွှေပါရီလာပါဦးဟေ့ငားသည်မိစိရေးအတန်ကြငားတယ်မိစိရေးအတန်ကြတော့အမေကလမ်းခေါ်လိုက်ပါသည်မိစိရေးကကျွန်တော်တို့အိမ်ရှိမှာငားစလုံးကိုချလိုက်ပါသည် ငါးဝဲကျင်သူ၃၄ယောက်ကရောက်လာကြပါသည်။ငါကငါခုလိုချင်တာဟဲ့။အမေကသူလိုချင်သည့်ငါကိုပြောလိုက်ပါသည်။ပါတယ်လေဒီမှာလက်လက်ဆက်ဆက်ကြည့်လေ။မိစိန်အေးကအပေါ်ကအဖက်ရွက်တွေကိုလှန်လိုက်တော့ငါခုတွေကလှုပ်လှုပ်ရွရွဖြစ်လာခဲ့ပါသည်။ဟဲ့ညီငါခုကြီးအရှင်ကြီးရေငါရှင်နေတော့မကင်ချင်ဘူးလေ။အမလီဒါများ လွှဲပါတယ်အမရဲ့။မိစိန်အေးကပြောပြောဆိုဆိုငါခု၃လေးကောင်လောက်ကို 50သားအလေးနဲ့ခွက်ခနဲခွက်ခနဲထူချလိုက်ပါသည်ငခုတွေလည်းစီဝင်းချုပ်သွားပါသည်အေးအဲ့သိန်းကောင်ချိန်ကြည့်စမ်းဘလောက်သားရှိလဲမိစိန်အေးငခုသုံးကောင်ကိုချိန်ခွင်းနဲ့ထဲချိန်လိုက်ပါသည်ငားနဲ့အလေးကိုချိန်ခွင်းနဲ့ထဲပြစ်လိုက်တာများဖဲမြက်လဲ့နေသလိုပဲတတ်တတ်ကလေး65ချက်သား60သားပဲသားချိန်ခွင်းရှာရလဲစောက်ထုတ်ကြည့်ပါတဘောကောင်းလာကြည်လားဟုတ် ေးကနေကြည့်ရင် ကျွန်တော်တွေးနေမိပါသည်အေးအပြန်မပတ်ဆံဝင်ယူတော့အေးငါအပေါ်တက်ရမှာစို့လို့ရပါတယ်မရဲ့ငါလိုချင်သူတွေကသူတို့လိုချင်သည့်ငါတွေကို အားရပါရဝယ်ယူနေကြပါသည် ကျွန်တော်တို့အိမ်ရှိမှာတွင်မိစိအေးငါတော်ရောင်းလိုက်ရသည် အမေရဲ့မနေ့ကလည်းဝက်သားတွေဝယ်ထားသေးရဲ့လေအခုလည်းငါတွေဝယ်ပြန်ပြီဟဲ့ဝက်သားဟင်းတစ်ခွက်ထဲနဲ့ဖုန်းကြီးကြောင့်ဘလို့လိုက်ပို့ရမလဲဟဲ့ အသားဟင်းငါဟင်း၃လေးခွက်လောက်မှလှမဟာအမေကဥပုပ်ဆောင်သွားမလားဟင်းလှသွားပြိုင်မလားအမလေးရှာရှည်လိုက်တာဒါတော့စက်သားကဈေးမှမရဘူးဟဲ့ညမူသူ့ချက်တွေလုတ်ပေးမယ်ပြောတယ်ဟာအမေရဲ့အခါရက်အတွင်းဥပုပ်ဆောင်ကိုအခုတူတွေများလိုက်တာအေးချက်ပြီးရင်စားရင်တော့တွေ့မယ်နေ့တွေ့ကစုံရပဲငါကြော်ပေးမယ်ကျွန်တော်ငြိမ်နေလိုက်ပါသည် ချက်ပြီးရင်တော့မစားဘဲမနေနိုင်ဘူးလေ။မောင်ကြီးပြောစာချက်တွေအိတ်တန်းတက်ချိန်လောက်မှာကျွန်တော်မမြတ်မူတို့အိမ်ဘက်ဖုံအားသွင်းရန်ထွက်လာခဲ့ပါသည်။မမြတ်မူတို့အိမ်မှာကဆိုလာပြားကြီးကြီးဝယ်ထားတာဆိုတော့အားပေါ်တယ်လေ။ဒါကြောင့်ကျွန်တော်မမြတ်မူတို့အိမ်ကိုအမြင်လာအားသွင်းဖြစ်တယ်။မမြတ်မူမမြတ်မူဟေးဘာလဲအလင်းငါဒီမှာလှုပ်ရှုပ်နေတယ်။စပားတွေထဲတဲ့ စပက်ကြီးအကြားကနေပြီးတော့မမျက်မှုအတန်ထွက်ပေါ်လာခဲ့ပါသည်။ချက်တန်တွေနဲ့ဆူညံလို့နေပါသည်။ဘာတွေလှုပ်ရှုပ်နေတာလဲ။တိကျင်စောနဲ့အတန်ကြားရစီတို့ကျွန်တော်ရှောက်လာမိလိုက်ပါသည်။မြင်ရသည့်မြင်ဝင်းကစက်တီထစရာကောင်းလာပါသည်။မမျက်မှုချက်တွေကိုတကောင်ချင်းလဲလိန်ချိုးနေပါသည်။ဟဲဒီချက်ကတော်တော်တက်ရခတ်ပါလား။ပြပြောဆိုဆိုချက်ကိုခြေထောက်နှစ်ချောင်းကနေကင်ဆွဲပြီးကြက်ရဲ့ကောင်းကို စပားကြည့်ပေးက စ်တာကြောင့်ပေါ်ရိုက်ထည့်လိုက်သည်ကြက်ကလေးကကောင်းပါသည်တော်တော်နဲ့မသေးမမြမှုလေးလားချက်လောက်ခြံရိုက်လိုက်ရသည်နေဖောင်းအားလာသွင်းတာလားအင်းဟုတ်တယ်ရော့အပြန်ကျဒီကျက်ယူသွားနေမိမှားထားတာစောစောကကျက်ကိုကျွန်တော်ရှိပြစ်ချပေးလိုက်သည်ကျွန်တော်သိနေတဲ့ကျက်ကိုတစ်လှည့်မမြမှုကိုတစ်လှည့်ကြည့်ရင်တနာတယ်လို့လို့ကြောက်တယ်လို့လို့စိတ်တွေဝင်လာမိပါသည်အေးအားသွင်းမယ်ဆိုလဲသွားသွင်းလေအားရီ အားရမှာအပြည့်ပဲကျွန်တော်ကိုပြောနေတယ်မမမူကသူစောစောကတတ်ထားတဲ့ကြက်များအားတပြုတ်ပြုတ်နဲ့အမွေးတွေနှုတ်နေပါတယ်ကျွန်တော်ည9နာရီလောက်မှဖုံးလာယူတော့မယ်အေးအေးအေးကျွန်တော်မမမူပေးတဲ့ကြက်ကို ခြေနှောင်းကနေခြေနှောင်းကနေကင်လို့လေးခံတဲ့ခြေလန်းတွေနဲ့အိမ်ပြန်လာခဲ့ပါတယ်တာအုံးကြီးခွဲပြီးချစ်ပြုံဟုတ်ကဲ့အမေဘာမဟုတ်လို့မှလဲအေး လာပြင်းနေတော့အောင်ပလမုံလုံးမယ်တရက်နေ့ကျရင်တော့ထုံးမုံလုံးမလားလို့လေအမေရဲ့မုံပဲတေးစားတွေလုံရင်လဲနည်းနည်းပါးပါးပဲလုံပါပိတ်ပင်တာတော့မဟုတ်ပါဘူးအပေါ်ငွေတွေကုန်လို့ပါဥပုပ်ဆောင်ပြီးမုတ်တွေကလည်းကုန်လာလဲမဟုတ်ဘူးနည်းနည်းလုံတတ်ပါဘူးအချစ်ဖြစ်နေပြီးကြောင်းလဲပေါ့ပေါ့တီတီဒါနချလို့ရတာပေါ့အော်အမေရဲ့ကြောင်းပါလေအမေတယောက်တည်းမဟုတ်ဘူးလူတိုင်းမုံလုံလာကြတာ ုတ်တွေပဲပိုရှန်နေတာပဲအမေတို့ကကုတူရဖို့ထက်ပြိုင်ဆိုင်နေကြတာ哦အဲ့ရည်အတွက်ပဲအခါရက်သုံးဖို့မရှိဘူးပြောနေကြတာနေတိတ်ဆရာလုတာပဲအုံဒီချစ်မှသာချစ်စမ်းတရင်ကျလာပြီနေမနဲ့အစောကြီးအမေထားပြီးတော့စိုးဟင်းမုံတွေကြော်လော်နေပါသည်စွန်းအုပ်ထဲမှာဟင်းတွေအစီအီ OTO ငယ်အတွေ့အတွေ့နဲ့မုံတွေကလည်းအမျိုးမျိုးလက်ဖက်တော့ ဆန်ချက်သွန်လက်ဖက်လျှောက်တွေနဲ့ကောင်းချင်းဆိုင်တွေကလည်းဆွဲချင်းထဲမှာအဆုံဆုံးအမေရေချိုးတော့လေအားလုံးပြီးပြီမဟုတ်လားအေးအေးဒီမှာပြောင်းမှုပြုတ်တွေရေးစေးတော့မို့ပြောင်းမှုပြုတ်တွေထည့်ပြီးပြီထည့်ပြီးရင်ပြီးပါပြီတားပြီးရင်သွားရင်သွားနေလေအဲ့လက်ဆွဲချင်းလေးလည်းဆွဲသွားလိုက် အမေကပြီးမှဆုံးအောင်ရွက်ပြီးလာခဲ့မယ်ဟုတ်ကဲ့အမေဒါဆိုလဲတားသွားနေမယ်နော်เจ้ามาหยวนโยโจซ้นหนีม่งนี่แหละ ောင်းရမှာမို့အလုတ်ကရှုံပြီကျွန်တော်တို့လူလူငယ်တွေကဒါတွေကိုတာဝန်ယူလုပ်ကင်ရသည်ကျွန်တော်ចောင်းရောက်တော့ဥပုပ်တဲတွေတော်တော်များနေပြီလူကြီးတွေလူငယ်တွေခလေးတွေနဲ့ကစားကွင်းတစ်ခုအလားစုညံနေပါတော့သည်ចောင်းပေါ်တတ်နေပြီမဆန်းတော့တာကြောင့်ចောင်းအောက်ထက်မှာပဲနေရာယူထားကြသည်ကျွန်တော်လဲလက်ဆွဲချင်းကလေးကိုចောင်းအောက်ထက်တိုင်ပေးမှာခြားထားလိုက်ပြီးတော့ရင်းနှီးအိုးမိသွားထိုးလိုက်ပါသည် အမေကျောင်းပေါ်မှာနေရာမရှိတော့ဘူးကျောင်းအောက်ထပ်ကဟိုတိုင်သားမှာပဲနေရာယူထားတယ်ရင်းနှီးဖို့မိထိုးရင်အမေရောက်လာပြီမို့လို့နေရာကိုညွန်ပြလိုက်သည်ဟုတ်ပါရဲ့ဥပုပ်တဲတွေများလိုက်တာဒီလမယူခင် မုံတွေ ဆုံးတွေဟင်းတွေကို တူရတူရစုပေါင်းထည့်လိုက်ပါသည်လူဖွဲရာပစ္စည်းတွေကိုလည်းမျိုးတူရာစုထည့်ထားလိုက်ပါသည်။ချက်တုံကချက်တုံတက်တက်၊လက်ဖက်ချောက်ကလက်ဖက်ချောက်တက်တက်၊တောင်းကြီးတောင်းငယ်အစီအရင်နဲ့ပါ မုံနေဆိုတာလဲမြေမကားဟောင်ပေါ်ရှံလွန်လာပါသည် ဥပုပ်တေရဲ့စကားတန်ဟာလဲကျွစီထိုးတဲ့ဆူညံလွန်လာပါသည်ရှင်နိုင်ထိုးတော့เจ้านายဦးစင်းကဒီလာပေး တရားဟောပါသည် ဟောသည့်တရားက ကုတူတပဲငရဲတပိတ်တာတဲ့ကုတူပြုရမှာစင်စင်ကြဲကြဲနဲ့ တန်တန်ရှင်းရှင်းပြုလုပ်တဲ့ကိုယ့်ရဲ့ကုသိုလ်မှာအကုသိုလ်တွေရောထွေးမနေသင့်ဘူးကိုယ့်ရဲ့ကုသိုလ်ကိုအကြောင်းပြုပြီးတော့တပါးသောတတဝါတွေကိုဒုက္ခမရောက်သင့်ဘူးကိုယ့်ကုသိုလ်ရသူကိုရဖို့သူတပါးကငရဲချူရတယ်ဆိုတိုင်းတော့ကိုယ့်ကုသိုလ်ဟာလည်းစင်ကြယ်တဲ့ကုသိုလ်မဟုတ်တော့တဲ့အတွက်ပြပြဝဝအကျိုးမပေးတော့ဘူးတက္ကကြီးတို့တက္ကမကြီးတို့ရဲ့ကိုယ့်ရဲ့ကုသိုလ်ဟာသူတပါးအတွက်အကြီးနူးစရာကောင်းရမယ် အခါကြီးရက်ကြီးခုလိုဥပုပ်ရက်မြက်မှာမဟုတ်ဘူးနေ့စဉ်နဲ့အမျှကောင်းသောအမှုနဲ့ရှင်ပြီးတော့ကုသိုလ်တွေပြုနေရမယ်အကုသိုလ်တွေကိုနည်းနိုင်သမျှနည်းအောင်ရှောင်ကျဉ်ရမယ်ကုသိုလ်ရတာကနည်းနည်းအကုသိုလ်ရတာကများများမဖြစ်သင့်ဘူးတရားဆုံးမှာတော့ဥပုပ်တဲ့အလုံးတာဓုတာဓုတာဓုလို့၃ချိန်ခေါ်ဆိုလိုက်ကြပါသည် ဖုံးကြီးဟောသည့်တရားကိုနားလည်သဘောပေါက်ကြသည်ဟုကျွန်တော်တွေးလိမိလိုက်ပါသည်တရားဟောပြီးကုန်းပုံသူ့မုံအလဲကောင်းဝါချပြီးဘေးကဝိုင်းထိုင်ကရင်ွေးချမ်းတောက်နေကြပါသည်ကျွန်တော်တို့လူငယ်တွေကတော့လက်မလဲအောင်ကိုပဲရင်ွေးလိုက်နေရပါသည်ရင်ွေးချမ်းတောက်ရင်ပြောကြသည့်စကားများမှလည်းစုံလင်လှပါသည်တားချောင်းတမိချောင်းကျမတမိကဘယ်တို့ဘယ်ချမ်းသာကျမသားကဘယ်နဲ့နှမ်းရောက်ပြီးဘယ်နှစ်ရောက်ပြီး ကျွန်တော်သားကအခုနိုင်ငံခြားမှာစသဖြင့်တအူးနဲ့တအူးအပြိုင်အဆိုင်ကြွားလုံးထုံနေကြပါသည်လေเจ้าနွားเจ้าမိသားစုเจ้าကျမကြီးချမ်းသာကြီးတွေကလည်းပါလိုက်သေးပါသည်ပြောလဲပြောနိုင်လွန်းကြပါတယ်သူတို့ပြောစီအထဲမှာတရားနေဆက်လင်းသည့်စကလုံးတစ်လုံးမှမပါတိတ်ကိုအံ့ဩစရာကောင်းလာပါသည်ဥပုပ်ဆောင်တာဟာကြွားချင်လို့ဥပုပ်ဆောင်တာလားဟူတော့စိတ်ထဲမှာတွေးမိနေသည် အင်ကိုလည်းဒီလပအောင်ယူနိုင်သူဆိုလို့ဥပုပ်တယ်အများကြီးထဲမှာလက်ချိုးရေလိုရနိုင်ပါသည်လောဘဖြစ်ကြောင်းစကားဒေါသဖြစ်ကြောင်းစကားကြွားဝါသောစကားများမှလည်းကုသိုလ်မဖြစ်အကုသိုလ်သာဖြစ်သည်ထို့ကြောင့်အခါကြီးရက်ကြီးနှင့်ဆက်လင်း၍ဥပုပ်ဆောင်သူတွေကုသိုလ်ရကြတာပါသလားအကုသိုလ်တွေပဲများနေသလားဟုတွေးရင်ကြွတ်ကြွတ်ဆူနေသည်ရင်းနှိုးကြီးအားမိထက်ထိုးနေမိပါသည်အလင်းတဲ့တဲကော ကုတူတပဲငရဲတပိတ်တာဆလတ်ဖတ်ရှုပေးမှာကတော့ဆရာရေနဲ့သာမောင်ကျော်ညို့ရေးသားထားတယ်။မောင်ရုပ်ဆိုးကိုချစ်ကြသည် ဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြပါအောင်ရှင်။မောင်ရုပ်ဆိုးကိုချစ်ကြသည်။ဖေဖေနဲ့မေမေကကျွန်တော်ကိုနာမည်ပေးထားတယ်။ကင်မိုးတက်ပြီးတော့ပေးထားခဲ့တယ်။ ကျွန်တော်နာမည်ကလှချောတဲ့ဖေဖေနဲ့မေမေကကျွန်တော်ကိုလှလဲလှချောလဲချောရမယ်ဆိုတဲ့ညှော်လင့်ချက်နဲ့ပေးထားခဲ့တာပါဒါပေမဲ့ကျွန်တော်ကိုကျွန်တော်မှန်နေမကြည့်ဝင်ဘူးကျွန်တော်ရုပ်ရည်ကကြည့်ရတာတော်တော်ဆိုးတယ်အသားကအိုမဲခဲမျက်လုံးကပြူပြူပြဲပြဲတော့ကလည်းခက်ကြဲကြဲဆိုတော့မှန်နေကကျွန်တော်ရုပ်ကိုကျွန်တော်တော့လန့်သွားတာပါပဲအဲ့ဒီလောက်ထီကိုအယုတ်ကဆိုးတာပါ ါကြောင့်ထင်ပါရဲ့ကျွန်တော်ကိုတရွာလုံးကတရွာလုံးကလှချောလို့မခေါ်ကြတော့ဘူးလေကျွန်တော်နဲ့လိုက်ဖက်မဲ့နာမည်ကိုရွေးပြီးတော့ခေါ်ကြတော့တာဗောရုပ်ဆိုးတဲ့ကျွန်တော်တငယ်ချင်းတွေကကျွန်တော်ကိုခေါ်ရင်လဲရုပ်ဆိုးလို့ခေါ်တာပါပဲတငယ်ချင်းချင်းချင်းချစ်လို့ခင်လို့ချစ်စနိုးခေါ်ကြတာခေါ်ကြပါစီကျွန်တော်ကစိတ်မဆိုးပါဘူးစိတ်ဆိုးလို့ရုပ်ဆိုးလို့ချစ်စနိုးလို့ခေါ်ကြတာကိုသဘောကျပါတယ်တချို့ကြတော့လဲကျွန်တော်လူမျိုးမဟုတ်ပြန်ဘူး ချစ်စနိုးခေါ်တာကိုသဘောမကျပြန်ဘူးကျွန်တော်တို့အတန်းထဲမှာဝဝကိကိပူပူလုံးလုံးနဲ့ကြီးလို့လှတဲ့ကလေးမတစ်ယောက်ရှိတယ်သူ့နာမည်ကလှလှသေးတဲ့လှလှသေးကိုကျွန်တော်တငယ်ချင်းမြင်းလွင်ကချစ်စနိုးနဲ့ခေါ်လိုက်တယ်ဝတ်တောင်းမလေးလို့ပေါ့ဝတ်တောင်းမလေးလို့အခေါ်ခံလိုက်ရတဲ့လှလှသေးကမြင်းလွင်ကိုစိတ်ဆိုးပြီးတော့ကက်ကက်လန်ရန်တွေ့တော့တာပါပဲလှလှသေးကရန်တွေ့ုံနဲ့တင်အားမရပါဘူးဆီယမစီသွားပြီးတော့လဲတိုင်ပါလေရောလေ ဆီယာမကမြင့်လွေကို ခေါ်ပြီးတော့လှလှထေးစိတ်ကြင်နဲ့အောင်တန်ပေးလိုက်ပါတယ်။မြင့်လွေခမရမတော့တော်တော်လေးကိုဤသွားတာပေါ့။ငါကခင်လို့စတာကိုဆီယာမတိုင်တယ်။မตาမလေးလှလှထေးနောက်ဆိုရင်ဘယ်တော့မှမစတော့ဘူး။မြင့်လွေကကျွန်တော်ဆိုတဲ့ရုပ်ဆိုးကိုလာပြီးတော့ပြောပြနေပါတယ်။ရှုံ့ဝဲ့နေတဲ့မြင့်လွေကို ကျွန်တော်ကတနာလိုက်တာ။ तू ကစတာနောက်တာကိုမကြိုက်ဘူး။ နောက်မကြိုက်တာ哦နောက်မလုံးနဲ့နော် तू မကြိုက်တာ哦မလုံးနဲ့နော်တငယ်ချင်းမင်းကလည်းလှချောလို့မခေါ်ပဲရုပ်ဆိုးလို့ခေါ်ကြတာလေမင်းကရောရုပ်ဆိုးလို့ခေါ်တာကိုစိတ်ဆိုးမှလားမင်းစိတ်ဆိုးတယ်ဆိုရင်လည်းရုပ်ဆိုးလို့မခေါ်တော့ဘူးနော်တငယ်ချင်းဟာငါရုပ်ကတကယ်ကိုဆိုးလို့ကငါရုပ်ဆိုးလို့ကိုစိတ်ငါ့ကိုရုပ်ဆိုးလို့ခေါ်တာကိုစိတ်မဆိုးပါဘူးငါ့ကိုမင်းကြိုက်တယ်လို့ခေါ်တော့နော်ခေါ်တာခေါ်ငါသဘောကျတယ် မင်းကတော်တော်သဘောထားကြည့်တာပဲကွာကျွန်တော်ဆိုတဲ့ရုပ်စုကိုသဘောထားကြည့်တယ်လို့မြင့်လွင်ကမှတ်ချက်ပေးရုံနဲ့မကပါဘူးတကယ်ရှိတဲ့အားလုံးကလည်းပြောကြတာဆိုတော့ကျွန်တော်တော်လေးပဲဝမ်းသာရတာပေါ့အစင်းဆိုတာကြည့်လို့မြင်နိုင်တဲ့ရုပ်ရည်ယူပကာပဲပေါ့ကွာအချင်းဆိုတာကတော့ရုပ်ရည်ယူပကာလိုမျိုးကြည့်လို့မြင်ရမမြင်နိုင်ပါဘူးလူဆိုတာကအစင်းလာဖို့ထက် အချင်းလာဖို့ကပိုအရေးကြီးပါတယ် ရုပ်ရည်ချောမောလှပပြီးအစင်းလယုံနဲ့လူရမဝင်နိုင်ပါဘူးအစင်းလယုံလှလို့ကတော့မင်းတို့မြင်မှုတဲ့ကြည်ရသည်လိုပဲဖြစ်မှာပါကြည်ရသည်ဆိုတာအစင်းလပေမဲ့ဘာမှအတုံးမဝင်ဘူးလေအတုံးလည်းမကြဘူးအစင်းလယုံလှပြီးတော့အချင်းမရှိတဲ့ကြည်ရသည်လိုမျိုးမဖြစ်စေကြနဲ့အစင်းလှပေမဲ့အစင်းမလှပေမဲ့အချင်းလှလို့အတုံးဝင်အတုံးကြတဲ့ပင်းနေသည်လိုမျိုးအဖြစ်ကိုရအောင်စူးစမ်းကြပါကွယ်ကျွန်တော်တို့ စထုတ်တာရန်ကိုတင်ပေးနေတဲ့ဆရာဦးချမ်းအေးကအစင်းနဲ့အချင်းရဲ့တန်ဖိုးရှိပုံချင်းကိုသုံးမလမ်းညုံတုံတင်ပေးထားပါဗျ။ဆရာပြောတယ်ကြည်ရသည်ကိုရော ပိနေသည်ကိုပါကျွန်တော်မြင်မှုတာပေါ့။ကြည်ရသည်မဲ့ချိန်ဆိုရင်ညီညီရဲရဲကြည်ရသည်တွေကမီးလုံးနေနေလေးတွေကိုချိတ်ဆဲထားသလိုမျိုးပဲကြည်လို့တိတ်လှတာပဲ။တိတ်လှတဲ့ကြည်ရသည်မဲ့ကိုသဘောကျတယ်ဆိုပြီးစုခိုးကြည့်လိုက်ပါလား။ ကြီးဟာဒီမဲ့ရဲ့အပေါ်ရန်ခွန်ကပပလေးရဲ့စုခုမဲလို့ကိုင်လိုက်ယုံနဲ့ပြစ်ခနဲကွဲတော်တာပါပဲကြီးဟာဒီမဲ့အတွင်းမှာအတွင်းသားတွေကလက်ထဲမှာပေးကြံသွားလေရောကြီးဟာဒီမဲ့ရဲ့အတွင်းသားကမင်းညင်ညင်ဆူဆူရှာရှာအနမ်းကလည်းအော့နှလုံးလာစရာတိတ်ကိုယုံဖို့ကောင်းတယ်ဒါကြောင့်ကြီးဟာဒီမဲ့နီနီရဲရဲလက်လက်ပပလေးတွေကိုဘယ်သူမှအရေးလုံးမနေကြဘူးလေ ပိနေကြီးကြပြန်တော့မျက်နှာပြင်ကအဖို့အချစ်တွေနဲ့ကြည့်လို့ရုပ်ဆိုးတယ်။ဒါပေမဲ့ရုပ်ဆိုးတဲ့ပိနေကြီးကိုတော့လူတွေကအရေးလုပ်ကြတယ်။တံမိုးထားကြတယ်။အလုတ်တံမိုးထားမှာပေါ့။ပိနေကြီးမဲ့ကိုခွဲလိုက်တာနဲ့အနံ့ကမှွေတင်းနေတော့တာပါပဲ။ပိနေစိတ်ပေါ်ကတ်နေတဲ့အသားကလည်းဝင်းဝင်းဝါဝါချစ်စရာကောင်းနေ။စားကြည့်လိုက်တော့လေအရသာကချိုးမချိုး။ဒီတော့လူတွေကပိနေကြီးကိုအရေးလုပ်ကြတယ်လေ။ အကြီးကျယ်အယုတ်ဆိုးတယ်ကျွန်တော်အတွက်တော့အတိတ်ကခုတိုးလာတဲ့အပြင် ပိနေသည့်လူမျိုးအချင်းလှအောင်စူးစမ်းလိုတဲ့စိတ်တွေကလည်းရှင်သန်လာပါလေရောကျွန်တော်တို့အကြောင်းမှာအသင်းငါးသင်းရှိတယ်ဂျန်စစ်သားအသင်းဘရင်တော်အသင်းအလောင်းဘုရားအသင်းဘန်နူလာအသင်းနဲ့အနော်ရထားအသင်းတို့ပဲဖြစ်ပါတယ်ကျွန်တော်ကဂျန်စစ်သားအသင်းရဲ့အသင်းကောင်းဆောင်ပါကျွန်တော်တို့ဆရာဦးချန်အေးကအသင်းငါးသင်းကိုနေ့စဉ်အလှည့်ကျတာဝန်ခွဲဝေပေးပါတယ် အတင်းလိုက်နေ့စဉ်ဆောင်ရွက်မှုတွေကိုအကဲဖြတ်အမှတ်ပေးနေတာပေါ့အမှတ်အများဆုံးရတဲ့အတင်းကိုဂုံပြူတဲ့အနေနဲ့အတင်းရဲ့အလံကို ထိတ်ဆုံးမှတင်ပြထားပါဗျ။ကျွန်တော်ခေါင်းဆောင်နဲ့အဝါရောင်အလံလေးကထိတ်ဆုံးနေရမှာအမြဲတမ်းပါပဲ။အထက်ကနေအောက်ပြန်ကြမလာအောင်လို့အမြဲထိန်းထားရတာပေါ့။ ကျွန်တော်အတင်းတာဝန်ကြတဲ့နေဆိုရင်ဆရာဆရာမတွေတုံးတဲ့အိမ်သားတွေနဲ့ကျောင်းသူကျောင်းသားတွေတုံးတဲ့အိမ်သားတွေကိုတန့်ရှင်းရေးလုပ်ဖို့ကဘသူ့ကိုမှကျွန်တော်တာဝန်ပေးမနေတော့ဘူးအိမ်သားတန့်ရှင်းရေးတာဝန်ကိုတော့ကျွန်တော်ကိုယ်တိုင်ပဲတာဝန်ယူပြီးတော့ဆောင်ရွက်လိုက်တာပါပဲဆရာဆရာမတွေတုံးတဲ့အိမ်သားတွေကတော့တိတ်ပြီးမညစ်ပတ်လာပါဘူးရီလောင်းပြီးတပြက်စီနဲ့လှဲလိုက်ရုံပဲကျောင်းသူကျောင်းသားတွေတုံးတဲ့အိမ်သားကြတော့နင်းနေညစ်ပတ်တယ်လေအနတ်သက်ကလည်းထောင်းကနေထောင်းကနေယုံတဲ့သူဆိုရင်တဝောဝအံမှာ တေချာတာပေါ့ရေကိုဖောဖောတည်တည်လောင်းပြီးဆေးကြောလိုက်မှဆေးကြောလိုက်ရတာမောလာမောချက်ခါချက်ကရေရေလောင်းဆေးကြောပြီးလို့အနဲ့အတန့်မထွက်တော့မှပဲအိမ်သားတွေကထွက်လာခဲ့ရတာအဲ့ဒီအိမ်သားအတန့်ရှိရင်ကောင်းလို့လေကျွန်တော်အတင်းရဲ့အဝါရောင်လန်ကထိတ်ဆုံးမှပဲအမြဲရှိနေတာပေါ့ကျွန်တော်တို့တောင်ဝင်ကြရင်တန်ရှိရေးလုံဆောင်ရတာမျိုးဘယ်အတင်းကမှမမိအောင်မလုပ်နိုင်ကြဘူးလေ ကျွန်တော်တို့ဆရာဦးချမ်းကြီးက ကျွန်တော်တို့အဝါရောင်သင်းကိုကျောင်းသူကျောင်းသားတွေရှိမှမကြာခဏထုတ်ဖော်ချီးကျူးလေးရှိပါတယ်။ချီးကျူးခံလိုက်ရတဲ့အခါမှာကျွန်တော်နဲ့အတူအသိဉာဏ်အသိသားအလုံးကဝမ်းသာရတာပေါ့။ဒီချက်မကတိုးတိုးပြီးဆောင်ရွက်လူစိတ်တွေကလည်းထက်သန်နေတော့တာပါပဲ။ကျွန်တော်တငယ်ချင်းနိုင်ဦးတယောက်ကနေမကောင်းလို့လေလေ။ကြောင်းမလာနိုင်တာလေးငါးရက်လောက်တောင်ရှိနေပြီ။ပထမနှစ်ဝက်ဆုံးစာမေးပွဲကလည်းညှင်းနေပြီ။တတိယနှစ် နှစ်ပတ်လောက်ပဲလိုတော့တယ်။ကျောင်းမတက်နိုင်တဲ့တငယ်ချင်းနိုင်ဦးအတွက်ကျွန်တော်စိတ်ပူရတာပေါ့။ပထမနေ့ဝက်ဇာမွေပွဲမဖြူဆူနိုင်မှာကိုကျွန်တော်စိုးရိမ်မိနေတယ်။ဒါနဲ့ကျောင်းစင်းတာနဲ့အိမ်မပြန်သေးပဲနိုင်ဦးစီကို သွားခဲ့မိပါတယ်။နိုင်ဦးတို့ရောက်တော့သူမိဘတွေကခြံထဲသွားကြတယ်။ရာတော့တဲ့သွားကြတာပြန်မရောက်ကြပြန်မရောက်ကြသေးတာဖြစ်မယ်။နိုင်ဦးကတော့အိမ်ရပေါ်မှာမိန်နေတယ်ကျွန်တော်ခြေတံကြားလိုက်လို့ထင်ပါရဲ့မျက်လုံးလေးပွင့်လာတယ် မျက်လုံးဖွင့်လိုက်တော့ကျွန်တော်ကိုမြင်သွားပါလေရောဟာရုပ်ဆိုးပါလားထိုင်ပါဦးကွာဟောဒီမှာရင်းနှွေးချမ်းလေးရှိတယ်ရင်းနှွေးချမ်းလေးတော့ဟောဒီမုံကိုလည်းစားအောင်ကွာနိုင်ဦးကအဲ့ရပေါ်မှာအထားထိုင်ပြီးကျွန်တော်ကိုဧကန်နေတယ်မုံကိုမင်းမဲစားပါကွာငါမစားချင်ပါဘူးမိနစ်မကောင်းတာတက်တာပြီလားအဖျားရှိသေးတယ်ကွာကြောင်းတက်ချင်နေလာပြီကွာအဖျားကလည်းမကြသေးဘူးဖြစ်နေတယ်နေကောင်းတော့မှာပဲကြောင်းတက်ပေါ့ကွာ ါမင်းစီကိုလာတာကမင်းရဲ့မဆုစာအုပ်တွေကိုလာယူတာပါမင်းចောင်းပြတ်တဲ့ရက်တွေမှာတင်ပေးထားတဲ့မဆုတွေကိုကူပေးထားမယ်လေနေကောင်းတော့စားကြက်လိုက်လို့ရတာပေါ့ကွာဟာဝမ်းတာလိုက်တာကွာကျေးဇူးလေတိတ်ပြီးတင်တာပဲနိုင်ဦးမျက်နှာလေးကကြည်လို့ရွှင်လို့တော်တော်လေးကိုဝမ်းတာနေပါတယ်မင်းနေကောင်းတဲ့အခါမှာဆရာတင်ပေးထားတဲ့တင်ချာပုဒ်စာတွေကိုငါနားလေတလောက်ရှင်းပြပေးဦးမယ်မင်းနေကောင်းအောင်လာနေနော်ကြောက်မတက်ရလို့လဲစိတ်ပူမနေနဲ့ နိုင်ဦးကိုအဘိစကားပြောပြီးနိုင်ဦးစီကမဆူစာအုပ်တွေယူလာခဲ့ပါတယ်။အိမ်ပြန်ရောက်တော့အမေထမင်းချက်ဖို့ရေဆွဲထိခွဲပေးပြီးတော့မှ နိုင်ဦးရဲ့မဆူစာအုပ်တွေကိုကူးပေးလိုက်ရတော့တာပေါ့။ပထမနေ့ဝယ်စာမွေးပွဲကိုနိုင်ဦးဖြေဆိုနိုင်ခဲ့ပါတယ်။အဆင့်၃000ချိတ်လိုက်သေးပါရဲ့။ နေမကောင်းလို့အကြောင်းပြက်ခဲ့ရပြီမယ်မဆူတွေကိုဆောင်းအောင်ကိုပေးတင်ချပု္ပ္ပာတွေကိုရှင်းပြပေးခဲ့တယ်။ရုပ်ဆူရဲ့ကျေးဇူးကြောင့်နေဝက်စာမွေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့တာပါ။မင်းတို့ကကျေးဇူးများကြီးတင်တယ်ကွာ။နိုင်ဦးကပြောတော့ကျွန်တော်အလုံးကိုပျော်သွားပါတယ်။ကျွန်တော်တို့ရွာမှာတားချောက်မြေခံမရှိတဲ့အဖိုးဘွားလင်မယားနှစ်ယောက်ရှိတယ်။အရွယ်ကအုံမင်းနေကြပြီဆိုတော့တန်တန်ဆန်းဆန်းမဟုတ်ကြတော့ဘူးလေ။ သူတို့ဘာသာရေးခန့်ချင်းခွေနေကြရှာတယ်။တနေ့တုန်းကမွန်တဲ့ချိန်လောက်မှာပေါ့ကျွန်တော်ကအကြောင်းတော်မှာထင်းတစည်းထမ်းလာတဲ့အဖိုးကိုတွေ့တော့တရင်တရင်နဲ့မနိုင်မနှင်းထမ်းလာတာမုန်းတက်နေပြီဆိုတော့နေကလည်းဘူမဘူးအဖိုးကြီးခင်ဗျာမှလည်းချွေးတွေကလည်းတကူလုံးရွှဲရွှဲဆိုနေတာပဲတနာဆံကောင်းတဲ့အဖိုးကြီးကိုကြည့်ပြီးတော့ကျွန်တော်မနေနိုင်တော့ပါဘူးဘဘဘဘစီကအထင်းစီးကို ကျွန်တော်ပေးပါအဖိုင်ရအောင်ကျွန်တော်ပို့ပေးပါမယ် လူလေးမထမ်းနိုင်ပါဘူးကွယ်ထမ်းသွားပါမယ်ရောက်လူကနေပါပြီဖိုးကြီးကတုံတုံရင်ရင်နဲ့ညင်းနေရှာပါတယ်ကျွန်တော်ထမ်းနိုင်ပါတယ်အဘရာကျွန်တော်ထမ်းဖို့ပေးပါရစေအဘချင်းကြီးကဒါကျွန်တော်ကိုပေးပါ ကျွန်တော်ကစို့တင်ပြောတော့မှာပဲထမ်းလာတဲ့ချင်းကြီးကိုကမ်းပေးတော့တယ်အဖိုးကြီးစီကချင်းကြီးကိုကျွန်တော်ပခုံးပေါ်ပြောင်းထမ်းပြီးတော့လိုက်ဖို့ပေးလိုက်တာပေါ့ကျမ်းမာမဲ့ငါမြေး ချမ်းသာမဲ့ငါမြေလိမ္မာလိုက်တာကွယ်ငါမြေလေးကျမ်းပါပါစေငါမြေလေးချမ်းသာပါစေညာလန်းတစ်လျှောက်လုံးအဖိုးကြီးစုတွေပေးနေတော့တာပါပဲအိမ်ရအောင်ပို့ပေးပြီးတော့ကျွန်တော်လဲကြောင်းတက်မီအောင်ပြန်ပြေးရတာပါပေါ့ကြုံလုံးကြုံခိုက်ကုညီလိုက်ရတာအရန်ကိုဝမ်းတာတာပါပဲဒီလိုနဲ့ရုပ်ဆိုးဆိုတဲ့ကျွန်တော်ကိုဆရာဆရာမတွေနဲ့ရွာသူရွာသားတွေကလည်းချစ်ကြခင်ကြပါတယ်တငယ်ချင်းတွေကလည်းကျွန်တော်ကိုတိတ်ချကြတာပါပဲ။ ကျွန်တော်ကအများတကာကိုမုံတီးမဲ့စကားမျိုးကိုလည်းမပြောပါဘူး။အများကဆက်ဆုပ်ရှူရှာမဲ့အပြုမှုမျိုးကိုလည်းရှောင်ပါတယ်။မေတ္တာတုံးလို့အပြောခံရမှာကိုအတေကြောက်ပါတယ်။ကျွန်တော်တို့ဆရာဦးချမ်းကြီးပြောတဲ့ပိနေသည်လို့အချင်းလာတာမျိုးဖြစ်အောင်စူးစမ်းနေရတာပေါ့။အပြောအဆိုအနည်းချိုင်းရင်ကျဲလိမ်မာနေတော့လေကျွန်တော်ကိုလူတိုင်းကချစ်ကြတာပေါ့ဗျာ။ဆရာရေနန္ဒာမောင်ကျော်ညို့ မောင်ရုပ်ဆူကိုချစ်ကြသည်နားစင်ပေးသူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့စာဖတ်သူပန်ပန်ပါ